ခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ခြေဆိုင်ကြောက်ဖြူရန်ကုန်လမ်းပေါ်ရှိအမှတ်32ရဲတပ်ရင်းမှာကြားလူနီနီဖြစ်နေတဲ့အတွက်စစ်ကောင်စီကကာကင်းစခန်းတွေကိုအင်အားဖြည့်နေတယ်လို့သိရပါဗျ။စစ်ကောင်စီကရဲတပ်ရင်း32ရဲ့ကာကင်းစခန်းဖြစ်တဲ့တောင်ရှိတောင်မှာအခုဇွန်လနောက်ဆုံးပတ်ကအင်အားလုံးရင်းနဲ့နေရာချထားပြီးစစ်ပြင်ဆင်ထားတယ်လို့သိရပါဗျ။တိုင်ပွဲကလုံးဝရက်သွားတာမျိုးမဟုတ်ဘူးအပြန်အလှန်ပြစ်ခတ်မှုရှိတယ်။ အေကထိုးစစ်မစင်တဲ့အချိန်ခွင်ကောင်းယူပြီးစစ်တပ်ကတောင်ရှိတောင်မှာအင်အားတိုးထားတယ်လို့ရခိုင်စီရေးသတင်းရင်းမြစ်က ARD Times ကိုပြောပါရယ်စစ်ကောင်စီနဲ့အာရခတပ်တော်အေရုဟာမလကျွန်းပြိုင်စစ်ကိနဲ့ကတ်တပြေရွာတို့မှာတိုက်ပွဲတွေဆက်ရှိနေပြီးစစ်ကောင်စီကကြီးရီလီကခုခံပစ်ခတ်နေတယ်လို့လဲဒေသခံတွေစီကသိရပါရယ် စစ်ကောင်စီကလက်နက်ကြီးနဲ့ဒရုန်းပစ်ခတ်မှုကိုအဓိကထားအသုံးပြုနေပြီးကြောက်ဖြူမျိုးနယ်အတွင်းရှိနေရာသုံးခုလောက်မှာတိုက်ပွဲတွေဆက်ရှိနေတာဖြစ်ပါတယ်။အေအေကထိုးစစ်ဆင်မှုကိုရပ်တန့်ထားပြီးမလာကျွန်းက၄ဖာလုံးပြိုင်စေကေက၂ဖာလုံးခန့်နောက်ဆုတ်အင်အားဖြည့်နေတယ်လို့ဒေသရင်းသတင်းရှင်းမြစ် Little Rabbit စီကသိရပါတယ်။အမှတ်32ရဲတပ်ရင်းမှာကြားလူနီဖြစ်နေပြီဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်တရာစင်ခတ်ထွက်ပြေးလွတ်မြောက်သွားက စစ်ကောင်စီရဲ့မျိုးပြင်တက်တွေဖြစ်တဲ့ခမရ၅လေးနှစ်နဲ့ခမရ၅လေး၃တို့မှလည်းအင်အားပြုံတီးပြီးတက်ပြက်လူနှီးပါဖြစ်နေတဲ့အတွက်ရဲတပ်ဖွဲ့ဝင်တွေနဲ့အစားထိုးအင်အားဖြည့်ထားရတယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်ပဲခူးတိုင်းကြောက်ကြီးမြို့နယ်တွင်ကစစ်ကောင်စီစခန်းတွေကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေက မနေ့ကဇွန်လ26ရက်နေ့မှာစစ်တောင်းမြဝံစစ်စင်ရေးအနေနဲ့တိုက်ခိုက်ခဲ့ကြတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနစီကသိရပါဗျ။စစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထပ်မံတေဆုံးခဲ့ပြီး22ဦးကိုစစ်တုံ့ပန်းဖြစ်ဖမ်းဆီးရမိကကျန်တပ်ဖွဲ့ဝင်ချို့မှလည်းစုတ်ခွာထွက်ပြေးသွားကြတယ်လို့သိရပါဗျ။သုံးမန်းတွင်မိတဲ့ဟာကရန်သူအင်အား200ဝန်းကျင်လောက်ရှိတဲ့ရွာတရွာကိုဝင်စီးတာပေါ့ ကျွန်တော်တို့စီရေးအရာအတားကြီးရပြီးရန်သူလက်နက်ချတဲ့အနေအထားမျိုးရရှိတာပေါ့လို့တွန်လိုင်းတပ်ဖွဲ့ဝင်တူက AR Times ကိုပြောပါရယ်တိုင်ပွဲတွင်စစ်ကောင်စီစီကလက်နက်မျိုးစုံ28လက်အပြင်ခဲယမ်းအများပြားနဲ့စေတုံးဆောင်ပစ္စည်းတွေကိုလည်းသိမ်းဆည်းရမိခဲ့တယ်လို့သိရပါရယ်ဒါအပြင်ဖန်ဆီးရမိတဲ့စစ်တုံမန်းတွေကိုလည်းဂျနီဗာကွန်ဗင်းရှင်းနဲ့အညီစနစ်တကျထိန်းသိမ်းထားတယ်လို့အမျိုးသားညီညွတ်ရေးဆိုရ NUG ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ အဲ့ဒီတိုက်ခိုက်မှုတွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှစ်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဗျူဟာ25တပ်ရင်303ညနှင့်အထူးကွန်မန်ဒိုတပ်ရင် Spring Warriors Column ၊ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL တပ်ရင်89တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ လက်ရှိမှာတွန်လိုင်းဖူအောင်တပ်ဖွဲ့တွေကစစ်တောင်းမြေဝမ်းစစ်စင်ရေးအနေနဲ့တိုက်ပွဲတွေဆင်နွှဲနေပြီးတော့ဇွန်လ25ရက်နေ့ကရန်ကုန်မန္တလေးအမြန်လမ်းဟောင်းရှိစစ်ကောင်စီစခန်း6ခုကိုတပြိုင်နက်တိုက်ခိုက်ခဲ့လို့တပ်သား19ဦးထပ်မံတေဆုံးခဲ့ပြီး3အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ဒီကနေ့ဇွန်လ29ရက်တောက်ကြနေ့မှာပြည်ရင်း73စီဈေးနှုန်းတွေထပ်မံမြင့်တက်လာရာ အောက်တိန်နဲ့ဒီဇယ်1လီတာကိုကျပ်3000ကျော်အထိရောက်ရှိသွားတယ်လို့သိရပါတယ်။စစ်ကောင်စီကပြီးခဲ့တဲ့ဇွန်လ23ရက်တနင်္လာနေ့မှာပြည်ရင်း73စီဈေးနှုန်းတည်ငြိမ်မှုမရှိကြောင်းထုတ်ပြန်ခဲ့ပြီး9ရက်အကြာမှာ1လီတာကိုကျပ်180ကနေ285ကျပ်အထိဈေးတက်လာတာဖြစ်တယ်လို့73စီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ SPTSCC ကသိရပါတယ်။ ယခင်ဈေးနှုန်းတွေထက်အခုတစ်ပတ်တွင်အောက်တိန်92တလီတာကိုကျက်3140ယခင်ထက်ကျက်180ဈေးတက်အောက်တိန်95တလီတာကိုကျက်3210ယခင်ထက်ကျက်180ဈေးတက်ပရီမီယံဒီဇယ်တလီတာကိုကျက်2930ယခင်ထက်230ဈေးတက်နဲ့ဒီဇယ်တလီတာကိုကျက်3385 ရခိုင်ကထက်ကျပ်285ဈေးတက်တဲ့အထိမြင့်တက်သွားတယ်လို့သိရပါဗျ။ဇွန်လ23ရက်နေ့ထုတ်ပြန်ခဲ့တဲ့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာပြည်ပက73စီတင်မောတွေအဆက်မပြတ်ဝင်ရောက်နေပြီးအရန်စီတွေလည်းရက်တရက်ပတ်နှစ်ပတ်14ရက်စာခန့်တူလောင်ထားတာကြောင့်ပြည်ရင်း73စီဖူလုံမှုရှိတယ်လို့ဖော်ပြခဲ့ပါဗျ။အဲ့ဒီထုတ်ပြန်ချက်မှာကမ္ဘာရေနံစေးမြင့်တက်မှုကြောင့် အာရှပစိဖိတ်ဒေတာရင်း73စီဈေးမြင့်တက်လာမှုနဲ့အတူပြည်ရင်း73စီတွေမြင့်တက်လာပေမဲ့လည်းပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကဖြစ်ပေါ်ခဲ့တဲ့ဈေးနှုန်းတွေထက်တလီတာကို700ကနေ150အထိတက်တာညွန်နေတယ်လို့လည်းဖော်ပြထားပါတယ်။စစ်ကောင်စီလက်အောက်ခံဘိုးဘန်ဟာဇွန်လ23ရက်နေ့ကနိုင်ငံသားငွေကြေးဈေးကွက် FX Trading Platform မှာစက်သုံးစီလုပ်ငန်းရှင်တွေအတွက် American Dollar တန်း30ရောင်းချပေးခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာမြန်မာနိုင်ငံသားတွေကြုံတွေ့နေရတဲ့ပြဿနာတွေနဲ့ပတ်သက်ပြီးထိုင်းဆိုရာကအမျိုးသားညီညွတ်ရေးဆိုရာ NUG ကိုတရားဝင်အသိအမှတ်မပြုထားတာကြောင့်မြမရေးဆောင်ရွက်ရာမှာခက်ခဲမှုတွေများစွာရှိနေတယ်လို့ NUG ဝန်ကြီးချုပ်ရုံ ပြောခွင့်ရဥနေဖုံးလက်ကပြောပါတယ်။မဲဆောက်မြို့မှာ ထိုင်းစစ်တပ်ရဲတပ်ဖွဲ့နဲ့လူဝင်မှုကြီးကြပ်ရေးလာဝကတို့ပူးပေါင်းပါဝင်တဲ့တောမော်လို့လူသိများတဲ့အဖွဲ့ဆောင်က စီမံချက်နဲ့မြန်မာလူမျိုးတွေကိုစစ်ဆေးဖမ်းဆီးနေမှုအပေါ် NUG ဝန်ကြီးချုပ်ယုံပြောခွင့်ရသူကအခုလိုပြောဆိုခဲ့တာပါထိုင်းဆိုရက NUG ကိုတရားဝင်အသိမှတ်ပြုထားတာမဟုတ်တော့လုံရကင်ရတာခက်ခဲတွေအများကြီးရှိပါတယ်တတ်နိုင်သမျှတော့ချိတ်ဆက်ကူညီမှုတွေလုပ်နေပေမဲ့အားလုံးကိုမလွှမ်းခြုံနိုင်ပါဘူးလို့ဥနေဖုံးလက်က ARD Times ကိုပြောကြားပါတယ် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ရရှိထားတဲ့အခြေဆက်တွေကတဆင့်ထိုင်းအစိုးရစီကိုအဲ့ဒီအခြေအနေတွေကိုပြောပြပြီးမြစ်တန်ရက်ခန္ဓာတွေလှုပ်ဆောင်နေတယ်လို့လည်း၎င်းကဆက်ပြောပါရယ်လက်ရှိမဲဆောင်မြို့မှာမြန်မာနိုင်ငံသားတွေနဲ့ပတ်သက်တဲ့ဆမ်မလော၃ဘိန်း e-bike battery တက်7ဘိန်းမောင်းနှင်မှုတွေအပြင်စပင်းညက်အလားပြင်ဆိုင်တွေ အပါအဝင်နိုင်ငံသားတွေလုံဆောင်ဝင်မရှိတဲ့လုပ်ငန်းတွေကိုတော်မော်အဖွဲ့ကစစ်ဆေးဖမ်းဆီးမှုတွေပြင်းထန်စွာဆောင်ရွက်နေတယ်လို့သိရပါဗျ။ ဒါအပြင်ထိုင်းဆိုရရဲ့တရားဝင်အသိမှတ်ပြုအထောက်အထားဖြစ်တဲ့ပန်းရောင်ကတ် CI စာအုပ်လုံဆောင်ထားတဲ့မြန်မာလူမျိုးတွေကိုတော့လက်ရှိအလုံးနဲ့အလို့ရှင်တထေးမတူညီမှုအင်းစင်းမတိုင်ကြမှုစတဲ့အကြောင်းပြချက်တွေနဲ့ဖန်ဆီးနေပါတယ်။အင်းစင်းမတိုင်ပေးတဲ့အင်ရှင်တွေကိုလည်းဒဏ်ရိုက်တာတွေပြုလုပ်နေတာပါ။ထိုင်းဆိုရဟာ NUG ကိုတရားဝင်အသိမှတ်ပြုထားတာမရှိပေမဲ့ American ပြည်တော်စု Washington DC မှာ NUG နိုင်ငံကြီးဝန်ကြီးဌာနယုံဖွင့်လှစ်ထားကား United Kingdom, Australia, ချက်သမရနိုင်ငံ၊အိန္ဒိယ၊ဂျပန်၊တောင်ကိုရီးယား၊နော်ဝေ၊ပြင်သစ်တို့မှ NUG ကိုယ်စားလှယ်တွေခန့်ထားပါတယ်။ဒါ့အပြင်အာဆီယံဖွဲ့ဝင်နိုင်ငံချို့မှလည်း NUG ကိုယ်စားလှယ်တွေရှိပြီးအရှိတီမောမှာတော့တန်မန်ကြီးအဆင့်ရှိသူတူခန့်အပ်ပြီးတန်တမန်ယုံဖွင့်လှစ်ထားတယ်လို့သိရပါတယ်ရှင်။မြောက်ကိုရီးယားနိုင်ငံဟာဇူလိုင်သို့မဟုတ်ဩဂတ်လမှာ ရုရှားကိုတပ်ဖွဲ့ဝင်တွေထပ်မံဆေးလုပ်ဖွဲ့ရှိတယ်လို့တန်ကိုရီးယားထောက်လိုင်းဌာနကပြောပါရယ်မြောက်ကိုရီးယားနဲ့ရုရှားကြားဆေးရေးပူးပေါင်းဆောင်ရွက်မှုတိုးမြင့်လာတဲ့ပတ်သက်လို့အမျိုးသားထောက်လိုင်းဌာနကကျန်တာပရီနီမှာတောင်ကိုရီးယားလွှတ်တော်ထောက်လိုင်းရေးကော်မတီထံတင်ပြခဲ့တာပါမြောက်ကိုရီးယားနိုင်ငံဟာဇူလိုင်သို့မဟုတ်ဩဂတ်စ်လမှာရုရှားကိုတပ်ဖွဲ့ဝင်တွေထပ်မံဆေးလုပ်နိုင်တယ်လို့တောင်ကိုရီးယားထောက်လိုင်းဌာနကပြောပါရယ် မြောက်ကိုရီးယားနိုင်ငံမှာရုရှားကိုစေလွတ်မဲ့တပ်ဖွဲ့ဝင်ရေးချယ်မှုလုပ်ငန်းစဉ်စတင်ပြီလို့တောင်ကိုရီးယားတာဝန်ရှိသူတွေကပြောပါတယ်။ရုရှားလုံခြုံရေးကောင်စီအတွင်ရေးမှုစာကြည့်ရှုအီဂူဟာဇွန်လ18ရက်ကပြုံယမ်းမြို့တော်မှာမြောက်ကိုရီးယားကောင်ဆောင်ကင်ဂျွန်ဝမ်နဲ့တွေ့ဆုံခဲ့ပါတယ်။ရုရှားနိုင်ငံအနောက်ပိုင်းကက်စတီတာပြန်လည်တိစောက်ရေးမှကူညီဖို့တပ်ဖွဲ့ဝင်6000ဆေးလွတ်ဖို့ကင်ဂျုံအန်ကဆုံးဖြတ်ခဲ့တယ်လို့ရှိုအီကူကပြောပါရယ် ရုရှားကိုခရမ်းမီကြောက်စေတန်းနဲ့ဒုံးကျည်တွေ ပေးပို့ဖို့မြောက်ကိုရီးယားနိုင်ငံကတင်မောတွေစစ်လင်ရင်တွေစုယုံထားတယ်လို့တောင်ကိုရီးယားထောက်လန်းရေးဌာနကပြောပါတယ်။ရုရှားကလည်းမြောက်ကိုရီးယားကို လေကြောင်းခွင်းဒုံးတွေအီလက်ထရောနစ်စနစ်တွေထောက်ပံ့ကစီးပွားရေးပူးပေါင်းဆောင်ရွက်မှုတိုးမြင့်နေတယ်လို့သိရပါတယ်။မြန်မာစစ်ကောင်စီရဲ့2025ခုနှစ်ဒီဇင်ဘာလသို့မဟုတ် 2026ခုနှစ်ဇန်နဝါရီလအတွင်းပြုလုပ်မဲ့ရွေးကောက်ပွဲဟာမရေရာတဲ့မျှော်လင့်ချက်တစ်ခုလို့မြန်မာနိုင်ငံလူ့ကွင်ရေးဆိုင်ရာကုလသမဂ္ဂအထူးစင်ခန်းစာတင်ပြသူတွမ်မင်ဒရူးကပြောကြားလိုက်ပါတယ်။တရားဝင်အရသာအစိုးရတရက်ဖြစ်ဖို့မရေရာတဲ့မျှော်လင့်ချက်ဖြစ်တဲ့ရွေးကောက်ပွဲတရက်ကျင်းပဖို့မြန်မာစစ်ကောင်စီကကြိုးစားနေပါတယ်လို့ကုလသမဂ္ဂလူ့ကွင်ရေးကောင်စီရဲ့59ကြိမ်မြောက်အစည်းအဝေးမတိုင်မီ၎င်းကပြောပါတယ်။ အတိုက်ခံတွေကိုအကျဉ်းချနှိပ်ဆက်ကွပ်မျက်ရင်ဒါမှမဟုတ်သတင်းတောက်တူးကအမှန်တရားကိုဖော်ထုတ်လို့တရားမဝင်ရင်ဒါမှမဟုတ်စစ်ကောင်စီကိုဝေဖန်လို့တရားမဝင်ရင်ရွေးကောက်ပွဲတည့်ရက်ကျင်းပလို့မရပါဘူးလို့သူကဆိုပါတယ်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကမြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်ကိုလိန်လယ်မှုတစ်ခုဖြစ်ခေါ်ဆိုတင့်ကြောင်းမြန်မာစစ်ကောင်စီရှင်းတမ်းမှုငွေကြေးလက်နက်နဲ့တရားဝင်မှုလိုအပ်ကြောင်း၎င်းကထောက်ပြပါရတယ် စစ်ကောင်စီရဲ့လိုအပ်ချက်သုံးခုကိုညှင်းဆန့်ခြင်းအပြင်မြန်မာပြည်သူတွေကိုပုံမပံ့ပိုးကူညီဖို့လိုအပ်ပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအတိမတ်ပြုမှုညှင်းဆန့်ခြင်းအပြင်မြန်မာပြည်သူတွေကိုကူညီနိုင်မဲ့အခွင့်အလမ်းတွေရှိလာပါလိမ့်မယ်လို့သူကဆက်ပြောပါတယ်ရွေးကောက်ပွဲဟာနိုင်ငံတကာရဲ့ဖိအားကိုထွက်ပေါက်ရှာတဲ့စစ်ကောင်စီရဲ့ကြိုးပမ်းမှုလို့တွန်အင်ဒူးကပြောပါတယ်ကမ္ဘာနိုင်ငံတွေကမြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲအစီအစဉ်ကိုပယ်ချပြီး အတိမတ်မပြုဖို့တကယ်ကိုအရေးကြီးပါတယ်လို့သူကဆိုပါတယ်